်မင်္ဂလာပါရှင်ကျမတို့ဖူးဤဤနွယ်ပါဒီဗီယိုမြင်တန်ကြရတဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ဖောင်ရန်ထုတ်ခံထားရတဲ့မြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာရုရှားနိုင်ငံကိုချစ်ကြည်ရေးခီးစဉ်အဖြစ်ခုရက်ထဲမှာပဲထပ်မံသွားရောက်ဖို့ရှိတယ်လို့စစ်ကောင်းစီလက်အောက်ခံမီဒီယာတွေကမေလ9ရက်နေ့ကထုတ်ပြန်ထားပါတယ်ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်နဲ့မော်စကိုမြို့မှာကျင်းပမဲ့1941-1945 မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထိမ်းအမှတ်အခမ်းအနားကိုတက်ရောက်မှာဖြစ်တယ်လို့ဆိုပါတယ်။ဒီခီးစင်မှာနိုင်ငံစည်းပွားရေးလုံခြုံရေးဆိုင်ရာတွေကိုဆွေးနွေးမှာဖြစ်တယ်လို့လည်းထုတ်ပြန်ထားတာပါ။အာနာသိန်းစစ်ကောင်ဆောင်ဟာရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုတွေအပါအဝင်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီးအာဂျင်တီးနားတရားရုံးကဖမ်းမရမ်းထုတ်တာခံထားရတယ်လို့အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး ICC ရဲ့တရားလိုရှင်းလင်းချုပ်ကလည်းဖမ်းမရမ်းထုတ်ဖို့တောင်းဆိုထားတာဖြစ်ပါတယ်။ ဒီခီးစဉ်ဟာဖမ်းရန်ထုတ်ခံထားပြီးနောက်ပိုင်းရုရှားနိုင်ငံကိုတွားရောက်တဲ့စစ်ကောင်းဆောင်ရဲ့ဒုတိယမြောက်ခီးစဉ်လည်းဖြစ်ပါတယ်။စစ်ကောင်းဆောင်အခုတွားရောက်မဲ့ရုရှားနိုင်ငံရဲ့မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ180ပြည့်အထိမ်းအမှတ်အခမ်းအနားအတွက်မေလ10ရက်ကနေ10ရက်နေ့အထိအပြည့်ခတ်ရက်ဆဲဖို့သမ္မတဗလာဒီမာပူတင်ရဲ့အဆိုပြုချက်ကိုလက်မခံသလိုရောက်လာမဲ့အဲ့ဒီနေ့ရုရှားမှာဖြစ်လာမဲ့အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီးတာဝန်ယူမှာမဟုတ်ဘူးလို့လည်းယူကရိန်းသမ္မတဇယ်လန်စကီကပြောဆိုထားပါတယ်ရှင်။ မြန်မာနိုင်ငံတွင်အကျဉ်းထောင်တွေမှာနိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေအပါအဝင်တခြားအကျဉ်းသားတွေအနေနဲ့စေဝါကူတာခွင့်လုံလောက်စွာမရရှိမှုရပ်လွန်နေတဲ့စေဝါတွေနဲ့အယောင်ပြဆေးပေးမှုတွေကိုရပ်တန့်ပေးဖို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကမိဖက်အဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ရှားမှုတရက်ပြုလုပ်ခဲ့ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်မှာအာနာစသိမ်းခဲ့တဲ့စစ်တပ်ဟာဆီယနာသိမ်းမှုကိုစန့်ကျင်ကြောင်းငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ပြည်သူတွေကိုလက်နက်တွေနဲ့အကြမ်းဖက်ဖြိုခွင်းခဲ့တယ်လို့အသက်မပြည့်သေးတဲ့ကလေးတွေနဲ့အမျိုးသမီးတွေအပါအဝင် ပြည်သူလူထုကိုအကျဉ်းထောင်တွေထဲမှာမတရားဖမ်းဆီးထောင်ချခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံနေရာအနှံ့အပြားရှိအကျဉ်းထောင်အသီးသီးမှာဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသူ9000ကျော်ရှိကြောင်းထောင်အာဏာပိုင်တွေကနိုင်ငံရေးအကျဉ်းသူတွေကိုဖိနှိပ်ယုံတာမကစားတောက်ရေးနေထိုင်ရေးကိစ္စတွေကိုလည်းကန့်သတ်မှုတွေများစွာပြုလုပ်နေတယ်လို့ဆိုပါတယ်။ဒါ့အပြင်ကျန်းမာရေးမကောင်းတဲ့နိုင်ငံရေးအကျဉ်းသူတွေကိုလည်းလုံလောက်စွာကျန်းမာရေးဆောင်ရှောက်မှုမပေးတာ ဆေးဝါးမလုံလောက်မှုတွေကြောင့်တည်ဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသူတွေအများအပြားရှိနေတယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကမေလ9ရက်ကထုတ်ပြန်ထားပါတယ်ရှင်။တင်ထားတဲ့မျိုးတွေကိုပေးဖို့စစ်ကောင်စီဘက်ကတောင်းဆိုတာနဲ့ပတ်သက်လို့မဟာမိတ်တွေနဲ့လူလူရဲ့အတန်တွေကိုအလေးထားသွားမယ်လို့ PSLF TNLA တွဲဖက်အထွေထွေအတွင်းမူနှစ်ဘုံမူကြီးတားပန်လာက ပြောလိုက်ပါတယ်။မြတ်သက်စင်သတင်းပေးဖို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါကျွန်တော်တို့ စစ်စင်နေပစစ်စင်တည်ရကျွန်တော်တို့တောင်းပြင်လာတလောင်ပြင်းနဲ့လွမြောက်ရေးတူ PSLF DNL ကလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးစစ်ရေးချီနေနဲ့ဧပြီလတလတာလှုပ်ရှားမှုအခြေအနေတွေကိုမေလ၄ရက်နေ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။တရုတ်ကျောင်းဝင်ဆေးဆက်တဲ့ငင်းချမ်းရေးဆွေးနွေးမှုတွေကြောင်းတင်ပြခဲ့ပြီးကုမင်းဆွေးနွေးပွဲမှာစစ်ကောင်စီဘက်က TNL ထိန်းချုပ်နေမြေတွေဖြစ်တဲ့နောင်ချိုကြောင်မဲတီဘောမိုးကုံနဲ့မိုးမိတ်စတဲ့မြို့နယ်တွေကနေ ပလောင်ကိုဝိုင်အုတ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နမ်ဆန်နဲ့မန်တုံမြို့နယ်ကို TNL တပ်ဖွဲ့တွေအားလုံးပြန်လည်ဆုတ်ခွာဖို့တောင်းဆိုခဲ့မှုအပေါ်မလိုက်ရောနိုင်တဲ့အတွက်ဩဂုတ်လမှာထပ်မံဆွေးနွေးသွားဖို့ရှိကြောင်းပြောဆိုခဲ့ကြပါတယ်။စစ်ကောင်စီရဲ့တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး PSLF TNL တွဲဖက်အထွေထွေတွင်းရင်းမှုနှင့်ဗိုလ်မှူးကြီးတာပန်လာကတော့မဟာမိတ်တွေနဲ့လူလူရဲ့အတန်ကိုအလေးထားမယ်လို့ဆိုပါတယ်။ အာမုတ်ကိုပေးနိုင်မလားဘာပေးပေးနိုင်မလားဘာလဲမျိုးတော့လောဆယ်အဲ့ဒီမျိုးမရှိသေးပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီဒီကျွန်တော်လည်းတူတက်ပွဲဝင်ခဲ့ကြတဲ့အဲမမိတ်တွေရဲ့အတန်လဲဒါကျွန်တော်တို့ဒေတာရမှာဖြစ်တယ်လို့ကျွန်တော်ဒီတက်ပွဲအောင်မြင်အောင်တော့ဒီဒီနေမြေကနေမှာဒီဆက်နာချင်းချင်းလေးအထွက်ခွာသွားအောင်ဘူပေါင်းဆွဲခဲ့ကြတဲ့လူထုတွေရဲ့အတန်လဲဒါကျွန်တော်ဒီကျွန်တော်လေးထားရမှာဖြစ်ပါတယ်ခေါ့နော်အဲကြောင့်လို့ဒီ ဟိုပေးနိုင်မလားတရားပေးနိုင်မလားဘာလို့မို့တော့လောဆယ်မရှိသေးပါဘူးအင်အားပြင်းငလင်ကြောင့်ထိခိုက်နစ်နာခဲ့ရတဲ့ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ TNL ပါဝင်တဲ့ညီနောင်မဟာမိတ်၃ဘွယ်ဟာဧပြီလ၁ရက်နေ့ကစလို့တလတာ ခုခံကာကွယ်ခြင်းမှအပါတစ်ဖက်သက်အပြစ်ခတ်ရစဲရေးထုတ်ပြန်ခဲ့တယ်လို့ဒီလူသားစာနာထောက်ထားတဲ့ယာယီအပြစ်ရစဲရေးကို မေလ၃၁ရက်နေ့အထိတက်တန်းထမှန်တိုးထားပါတယ် စစ်ကောင်စီကတော့အပြစ်ရဲ့ညင်ညာထားတဲ့ဧပြီလအတွင်း TNL ထိန်းချုပ်နယ်မြေတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပေမဲ့ TNL ဘက်ကတော့စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတယ်လို့လည်းပြောဆိုခဲ့ပါတယ်စီကောင်စီကလက်တလောမှာဆိုစလေးချောင်းဖြစ်အပေးပြမှာပုံမတော်အလုပ်လာပါတယ်ကျမတို့ဒေတာမှာဆိုဒီပုံချဲတာမျိုးတွေပို့လို့ပုံမလုပ်လာပါဘူးဧပြီလမှာဆိုပုံချဲအတိုက်ခိုက်မှုက အများဆုံးဆိုနောင်ချိုမုတ်ကုတ်ကပို့ပြီးတော့မှရင်ဆိုင်နေရပါတယ်။လက်တလုံးမှာဆိုတောင်ဒေတာကိုစီကောက်စီကဆေးရည်တိုးပြီးတော့မှဆေးရည်တိုးလှုပ်ရှားတာမျိုးဆေးရည်မြင့်တင်တာမျိုးပြီးတော့မှလက်နဲ့ကြည့်တွေ့ပြစ်ခတ်တာမျိုးတွေကိုလှုပ်ဆောင်နေတာကိုတွေ့ရပါတယ်။အကျမတို့ဘက်ကဘယ်လိုပြန်လဲတော့ပြန်ဖို့ရှိလဲဆိုတာကလက်တလုံးမှာတဲ့စီကောက်စီရဲ့လှုပ်ရှားမှုကို အာဆက်လက်ပြီးတော့မှစောင့်ကြည့်နေတယ်။အဲဒီဘက်မှာလည်းကျမတို့ဒီမေလကိုဒီအပြည့်မတလတာအပြည့်ရဖို့ကျမတို့အပြည့်ရထားတဲ့အတွက်ကြောင့်ဒိုးစစ်စင်ချင်းကကျမတို့လုံဆောင်မှာမဟုတ်သေးတယ်လို့လက်တော့မှာစိတ်ကောင်းစီရလှရှာမှုကိုအရင်အဆောင်ကြည့်ပြီးတော့မှမိမိကိုမိမိခုခံပါကွယ်ပန်းဖို့ပေါ်တော့ဆောင်ရွက်မှာဖြစ်ပါတယ်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL အနေနဲ့တအန်းကိုစလေနိုင်ငံရေးအတိုင်ပင်ခံကော်မတီပုံစံမျိုးစုဖွဲ့ထားတာရှိပြီး လူလူဆိုရတရက်ပေါ်ပေါက်ဖို့ကိုလည်းကြိုးပမ်းနေတယ်လို့ဘုံမူကြီးတာပန်လာကဆိုပါတယ်။အဒီကျွန်တော်တို့ဒီ2023လောက်ကတည်းကကန်ဆိုင်မှာတော့ကျွန်တော်အားဖော်စီဒီကနေမှာဒီတန်း PSF ရလေး P.RCSO P.AN ဒီ2023 2025မှာနိုင်ရခဲ့တဲ့ဒီလှုပ်တော်ကိုယ်စားလှယ်နိုင်ငံပါတီစုပေါင်းမှာတော့ကျွန်တော်တို့အားပေါ်တဲ့တဲ့နိုင်ငံရဲ့တပ်ကံကော်မတီမှလည်းကျွန်တော်ဆွဖွဲ့ထားတာမျိုးရှိပါတယ်။ဒါအဲ့ဒီကနေ့တစ်ဆင့်နာဒီ ျွန်တော်ဒီလူထုစုကြပေါ့ပေါ့ကျွန်တော်တို့ချုပ်ပန်းနေပါတယ်အပြစ်စင်မှုလည်းတော်တော်လေးကိုဟိုရောက်ရှိနေပြီပြောလို့ရပါတယ်တိုးတော်ညာလည်းဒီစောစောတုန်းကသင်ပြခဲ့တဲ့အတိုင်းစီရီကနာကစီရီချင်းတွေကပြင်းထန်လာတော့ဒီနေရာမှာချက်ချင်းလက်ငယ်အကောင့်တွေပေါ်ဖို့တော့နည်းနည်းအခက်အခဲရှိနေသေးတယ်စီရီကတည်ငင်လာတယ်လူထုတွေကဘိုးဘေးမှာလုံခြုံလာတယ်ဆိုတော့ဒါကိုကျွန်တော်တို့အများဆုံးဆောင်ရွက်တော်ဖို့ရှိနေပါတယ်လို့ပြောကြလို့ပါခင်ဗျပလောင်ပြည်နယ်လူမျိုးရေးတပ် PSLF TNL အနေနဲ့ကတော့ ငင်းကြင်းရင်ဆွေးနွေးမှုအတွက်နှစ်ဖက်တက်အနေနဲ့ရောက်တဲ့နေရာမှာအပြစ်ခတ်ရက်စဲဖို့နှစ်ဖက်တက်အနေနဲ့ထိုးစစ်လေးချောင်းတိုက်ခိုက်မှုလက်နက်ကြီးတိုက်ခိုက်မှုတွေစတဲ့စစ်ရေးလှုပ်ရှားမှုအလုံးရက်တံဖို့နှစ်ဖက်ထိန်းချုပ်နယ်မြေတွေမှာဒေသခံပြည်သူတွေကို စာဝတ်နေရေးစေဝါစတာတွေလွတ်လပ်စွာတည်ယူပို့ဆောင်နိုင်ရေးစတဲ့အချက်၃ချက်ကိုသာရက်တီတောင်းဆိုထားတာလည်းဖြစ်ပါတယ်။ကျမမြတ်သိန်းပါရှင်။ ဒီဗီယိုမြင်တမ်းကြရင်နောက်ဆုံးရသတင်းတွေကိုရှုစားကြရပါကျမကတော့ဖူအီအီနွယ်ပါကြည့်ရှုနာဆင်ပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်